အရှင်ဖေရဇတ်တော်တခုမှာသာသမီကောင်းကိုစော်ကားလို့မိဘကမြင်မျိုးခံရတာ ဟုတ်ပါသလားဖေရမတိလို့ပါအရှင်ဖေရတဲ့မိဘလောက်သီလတမာတိပညာမရှိတဲ့အဝဇာတသာသမီမိဘနဲ့သီလတမာတိပညာဓာတ်တူညီညာရှိတဲ့အနုဇာတသာသမီမိဘထက်သီလတမာတိပညာသာလွန်သောအတိဇာတသာသမီရဲ့ဆိုပြီးသာသမီ၃မျိုးရှိပါတယ် အဆိုပါသာသမီ၃မျိုးတည်းကမိဘထက်သီလသမာဓိပညာတာလွန်သောအတိဇာတသာသမီကိုမိဘတွေစော်ကားမိမယ်ဆိုရင်အဲ့ဒီစော်ကားတဲ့မိဘမှာ အပြစ်တင်နိုင်ပါတယ်950နိပတ်တော်ကိစ္စကနိပတ်မဏိကုံတလဝတ်သုလဓမ္မပါဠဇတ်တော်မှာမဟာပတာပမင်းဆိုတာရှိပါတယ်အဆိုပါမဟာပတာပမင်းဟာမိဖုရားဖြစ်သူကိုမကျင်တတ်တာနဲ့ပဲသူ့ရဲ့သားတော်လေးဖြစ်တဲ့ ဓမ္မပါလဘဒုသားလေးကိုခြေဒီလက်တွေခေါင်းပေဖြတ်ပြီးတော့တတ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီအကုသိုလ်ကံကြောင့်မဟာပတာပမေဟာညီမျိုးခံရပြီးအဝေသိငရဲသို့ကြာရောက်သွားရပါတယ်။ဒါကြောင့်သာသမီကောင်းကိုစော်ကားရင်ညီမျိုးခံရတယ်ဆိုတာဖရာဟောဇတ်တော်မှာရှိပါတယ်။